ချိန်ကာလအပြင်1990ခုနှစ်ကဖြစ်ပါတယ်။မကွေးတိုင်းတရက်ခရိုင်မင်းနုံမြို့နယ်မြေဆုံရွာလေးဟာအေးချမ်းတဲ့ရွာလေးတစ်ရွာလေးရှိပါတယ်။မြေဆုံရွာမှာအင်ဂျင်90ကနာရှိတဲ့ရွာငယ်တစ်ရွာဖြစ်ပြီးရွာသူရွာသားများစုဟာတော့ရာဆိုင်ပြုတ်ခြင်းတက်တော်ထွက်ပစ္စည်းတွေကိုထောက်ယူရောင်းချခြင်းနဲ့ရိုးရိုးတက်တာပဲအတက်မွေးကြတဲ့တွေလည်းဖြစ်ပါတယ်။အခုလိုလာတာတဲ့ညမျိုးဆိုရင်တော့ရွာမှာရှိတဲ့အဘညိုတို့လူတိုင်းစုယုံကြတဲ့အချိန်အဘညိုအင်ရှိချံဝဲမှာ 9000ကိုကုတ်ပစ်ကြည့်ရှိတယ်။ပင်ကရိုသားတွေနဲ့ရိုက်လုထားရ။ရဲရွာတွင် လူကြီးသူမတွေအတွက်ဒီနေရာမှာစတဲ့ချပြီးတော့စကားတွေပြောဆိုကြတယ်။နေစဉ်ပုံမှန်စီယုံလေးမရှိပေမဲ့လာတာတဲ့ညလာပြည့်ညမြို့မှာတော့အမြဲတမ်းစူယုံကြတယ်။အခုလဲကုတ်ပစ်ကြည့်မှာရေနွေးကျန်းဝိုင်းခင်းပြီးတော့အဘညိုခေါင်းဆောင်ကြီးရဲရွာတွင်ကလူကြီးသူမတွေစူယုံကရှေးဟောင်းနောင်ပြစ်တွေကိုရောက်တက်ရရပြောဆိုကြပါတယ်။အဲ့ဒီကုတ်ပစ်ကြည့်မှာလူကြီးသူမတွေသာစူယုံကြတာမဟုတ်ခင်ね။ ဖိုးခတ်တလို့ခလေးတွေလည်းစီုံတက်ကြတယ်။အများဖြစ်တော့လူကြီးသူမတွေပြောကြတဲ့စကားတွေကိုနားထောင်ကြခြင်းဖြစ်ပါတယ်။ခလေးတွေကညဘက်တွေမှာအဘပြုံးက950နိဘတ်တော်တွေပုံမြင်နေပြင်မှတ်သားဖို့ရပုံမြင်တွေကိုလည်းပြောစစ်လေးရှိတာကြောင့်ဖိုးခတ်တို့ခလေးတွေတိုင်းဟာအရန်ကိုကြိုက်ကြတယ်။ဒီမြမကတိပဲနဲ့အစားနောက်တန်တဲ့အဘတွေကလည်းတရေတစေပုံမြင်တွေကိုပြပြရ။ဒီညမျိုးမှာတော့ဖိုးခတ်တို့တွေအိမ်တောင်မပြောင်းရတော့ဘူး။အိမ်ရောက်ရင်လည်း အင်းသားကိုစိတ်မတော်ရအောင်ကြောက်လန့်ကြတယ်။ဘလို့ပဲချောင်းလန့်စီပေမဲ့ဖိုးခတ်တယောက်ကတော့အဘာထွေးပြောတဲ့တရေတစင်နဲ့ပတ်သက်တဲ့ပေတာဇလန်းတွေကိုအရန်ကိုနှိမ့်ချိုက်ပါတယ်။ကဲညလည်းနှက်ပြီဆိုတော့စကားဝိုင်းတင်ရအောင်ကိုညိုခလေးတွေကိုလည်းအလှည့်ပေးလိုက်ပါအောင်ဗျာဒီခါမှဖိုးခက်ကအနားကိုကတ်သွားပြီးတော့ဒါနဲ့ဟိုရဲ့ဘိုင်းကအမေပြောတာကတခါတုန်းကဒီဘာကိုဓမြတိုက်မယ့်ရေကို တရေကြီးတကကောက်ွယ်ပေးလိုက်တယ်လို့ပြောဘူးတယ်။အဲ့ဒီဇလန်ကတကယ်လားဗျ။အဘညိုကပြုံးတယ်။ဖိုးခက်ကတော့လေမေးလဲမေးတတ်တယ်။တကယ်တော့ဒီဇလန်ကလူတွေယုံနှံပြစ်ပြောနေကြတာ။တကယ်တော့တရေတစေဆိုတာလူကိုနှောက်ပဲနှောက်ရှက်နိုင်တာအကျုံမပြုတ်ဘူးကွ။ဒီခါမှအဘတွေကအဘညိုကိုမျက်မှောက်ကျုပ်ပြီးတော့နားထောင်နေပြီးတော့ဒီလိုမပြောနဲ့ကိုညိုရ။တစေတရေဆိုတာလူကိုအကျိုးပြုခြင်းလဲပြုတ်မှာပေါ့လေ။ဒီချိန်မှာအဘညိုဟာမိမ့်မိန်ကြီးပြုံးပြီးတော့ သွားစက်မှာကိုထွေရခမားပြောပြနေတဲ့တရေတစီဇလန်းတွေဖုတ်တပတ်ဇလန်းတွေတကယ်တော့လူနာထောင်ကောင်းလို့တောင်စင်ရေမြစိတ်ကိုရင်တည်ထွင်ထားတဲ့ဇလန်းတွေပြပြီးတော့ခုနကဖိုးခတ်အမေပြောသလိုတရေတွေကလူတွေကိုကူညီတယ်ဆိုတာမျိုးမှတ်ထားကိုထွေတရေဆိုတာဘယ်တော့မှ အပြုတ်သဘောမဆောင်ဘူးလူတွေကိုလည်းကူညီပေးဖို့ထုံးစံလုံးဝမရှိဘူးဗျဒီလိုတော့ပုံသင်မပြောနဲ့ကိုညိုခမားကြုံမှုလို့လားဟာ ကျုပ်ကဖုန်းကြီးလူတွေပါဗျ။စာဝါတွေကိုလည်းတော်တော်လေးကိုလိုက်ပူတယ်။ခမားလို့စာမတက်ပေမတက်မဟုတ်ဘူး။အဘညိုကတင်စီပြောတဲ့ကောင်မှာအဘတွေတရောအရန်ကိုခံပြင်းသွားတယ်။အောင်မငညို့။မင်းဖုန်းကြီးဝတ်ပြီးတော့စာဝါလိုက်ရင်ညမကောင်းလို့စာမွေးဝတ်တပုံးပုံးကြတာငါမသိဘူးမြတ်မှတ်နေလား။နောက်ဆုံးတော့မင်းကောင်မင်းချက်လာလို့လူထွက်ပြီးတော့မိမယူတာလေးကွာ။အဘတွေကအဲ့လိုပြောပြီးတော့ရှိတယ်။ဒီချိန်မှာကိုပြစ်မှထိုင်နေကြတဲ့အဘကြီးတွေကလည်းရီမုန်းကြတယ်။အဘညိုမျက်နှာကြီးဟာ ဒေါသထွက်လာတာကြောင့်စွပုတ်လာတယ်။အောင်မားခမရတို့ကကြွအိမ်ကိုလည်းလာသေးတယ်။ကြွကိုလည်းစော်ကားနေပါလား။ဒီမှာငါတွေ့ငါကစာွာကြပြီမဲ့ဘာပဲပြောပြောငါကမင်းတက်ဆိုင်တော့ပို့ပြီးတော့စာတက်တယ်ကွ။မင်းလိုမျိုးရက်ထဲရော်တဲ့ကကလေးတွေကိုအခြေမြင့်မရှိတဲ့တရေစလန်တွေပြောပြီးတော့လိုက်ချောင်းနေတယ်သူမဟုတ်ဘူး။အဘတွေကလည်းငြိမ်မခံတော့ဘူး။ဟဲ့ကောငါပါစက်နဲ့ငါပြောတာမင်းအမှုပါလား။မင်းကရောကွာ။အာရှိဖုန်ကြီးလူတွေဆိုပြီးတော့ တရားပဲဟောကြည့်နေတာဟိုနေ့ကပြောတဲ့ကြောက်ခဲလေးဘဝဇလံဆိုတာ ကြာနေကံဘုံကြီးတရားနားထောင်ပြီးတော့ပြန်ပြောတာငါမသိဘူးမြထင်နေလားအချင်းနေကတဲမကုန်နေတော့တော့အဘညိုကမတက်တရရပြီးတော့အဘထွေးကိုဝင်လုံးနေအဘထွေးကလည်းအားကြမကန်အဘညိုနဲ့နပန်ဖတ်လုံးနေတခြားဘာကြီးတွေကဝိုင်းရောပြန်ပြေးပြေးမဲ့ဒီနှစ်ယောက်ကစွဲမရဘူးဒီလိုနဲ့အကျဉ်းရေးတောက်ပြီးတော့ပြောဆိုဆွေးနွေးကြတဲ့ဇကာဝိုင်းဟာလက်သေးလက်မောင်းတန်ပြီးတော့ထုနဲ့လုံးပတ်ကြတဲ့ နှစ်ပိုင်းဝိုင်းဖြစ်နေပြောင်းလဲသွားကြပါလေ။ဟိုကတ်တို့ကလစ်တက်တိုက်ကတော့လက်ဝဲပေါ်ကြီးပွဲကောင်းကြည့်ရတယ်လို့နဘေးကနေပြီးတော့လက်ခုပ်လက်ဝါးတီးကအားပေးကြတယ်။လုံးသားပြအဘညိုကန်သားပြအဘထွေ။လာတာညမှာကျင်ပါတဲ့နှစ်ပိုင်းပွဲဟာနောက်ဆုံးရွာလူကြီးရောက်လာပြီးတော့ပြန်ပြေးတဲ့အခါမှာဒိုင်ပွဲရက်အနေနဲ့ပစ်စီသွားခဲ့ပါလေ။ဒါပေမဲ့လည်းနောက်ရက်လာတာညတွေမှာတော့ဗာကြီးညိုအိမ်မှာထပ်မံလူစုကြပြန်တယ်။ရွာသားတွေအားလုံးလိုလိုဟာဆွေမျိုးတော်ဆက်ကြတာမလို့ ရမန်နေ့ညကထုတ်ကြိတ်ခဲ့ပေမဲ့ဒီနေ့ညမှာတော့ညီအကိုရင်းလို့ပဲပကုံဖတ်နေတယ်။ဒါနဲ့ပါညို့လာမဲ့လာပြင်းနေအင်ဂျင်မြန်ရွာဘက်မှာအလှရှိတယ်ဗျ။အေးဟုတ်လား။ငါးထောင်မေးနေတာကွာ။ဒါနဲ့အလှကအဲဖိတ်လာပြီလား။အခုကလာပြည့်ဖို့အတွက်လိုသေးတယ်ဗျ။ဒါပေမဲ့ညနေကအင်ဂျင်မြန်ကလာတဲ့ဖို့တူကတော့တကြီးကအဲဖိတ်ခိုင်းတယ်လို့မှားထားတယ်။ကျွတ်တို့ရွာက လာနိုင်သူတွေလာခဲ့ကြပါဦးနဲ့။အဘာပြုံးကတစ်ချက်ခေါင်းကြီးနေတယ်။ မိုးလေကင်းလို့ပြီဆိုပေမဲ့လေယာတွေကမထွက်သေးဘူးဆိုတော့တို့ရွာသားတွေအဲ့ဒီလူသွားနိုင်ကြမှာမဟုတ်ဘူးကွာဒီကမှအဘတွေက"အိုဗျာလူငယ်လူလက်တွေမအားပါနဲ့ကျုပ်တို့လူကြီးတွေကအားတယ်မလားအခုတောင်အာအာရရာကုတ်ပစ်ထားပြီးတော့ရင်းနေတောက်နေကြတာဒီကမှကုတ်ပစ်ထိုင်နေတဲ့လူတွေအားလုံးရင်မောကြတယ်အေးကွာငါတို့သွားရအောင်ဗာညိုမင်းလိုက်မယ်မို့လားလိုက်တာပေါ့ကွာစိုင်းလေးပါလေကြည့်ရတာပေါ့ဘာတွေမင်းရောလိုက်မလားဒါပေါ့ ကျုပ်ကလိုက်ပြီးသားပဲ။ဘာပြုံးနဲ့တော်ရင်တော့ရလိုက်ပါတော့လှဲရှိလို့ကတော့လိုက်ပြီးသားပဲ။လှဲဆိုတဲ့အတန်ကြတာကြောင့်အားလုံးတယောက်မျက်နှာတယောက်ကြည့်တယ်။ဒီခါမှာဖိုးကကမတ်တက်ရက်ပြီးတော့လှဲကားတော့မပူနေပြ။ဒီညနေပဲအဖေတို့ပြောတာကြားလိုက်တယ်။အင်ဂျင်မြန်ရွာကအလှူရှင်ကအဖေတို့အမျိုးမို့လို့မသွားလို့မကောင်းဘူးတဲ့။လှဲနဲ့သွားမယ်ဆိုပဲ။ဒါဆိုရင်တော့ဟန်ကြတယ်ကွာ။ဖိုးခက်ဖေးဘက်ကကိုငါတို့ပြောရင်ရမှာကွာ။ဒီလိုနဲ့ လားပြေမတိုင်ခင်တရက်လုံမှာတော့လှဲနဲ့သွာလာဖို့အတွက်ဆုံးဖြတ်တယ်။ဘုကတ်ရဲ့အဖေကဘာကတ်ဆိုသူဖြစ်ပြီးတရော်တဲ့သားချင်းမလို့ဘာကတ်လည်းလူကြီးတစ်တိုက်ကိုလိုက်ခွင့်ပြုတယ်။ဒါပေမဲ့လှဲထွက်မဲ့အချိန်မှာညာပိုင်းဖြစ်နေရလူကြီးတွေကတိတ်တော့မကြိုက်ဘူး။ဘာကတ်ရာခရီးသွားမှာစော်စီသွားပါလားကွာ။မဖြစ်လို့ပါအဘတို့ရာကျုပ်ဒီမနက်ကုံတိုက်စရာတခုရှိတာခရီးပေးထားမိလို့ဗျ။မနက်ပိုင်းကုံတိုက်ပြီးတော့နေလေဆိုရင်အားပြီ။ညနေနေအေးတော့ကျုပ်တို့တွေထွက်ကြမယ်လေဗျာ။ နေကြသွားပြီဆိုတော့လူတွေလည်းအေးစေနွားတွေလည်းမပူတော့ဘူးဗျအင်ဂျင်မန်ကနေဝလောက်သွားရတာမဟုတ်လားဟမ်ဘာကတ်ထိုးသွားမှာကညာချင်းမင်းကြီးနော်ဘာကတ်တာမှတ်လို့အဘပြုံညာကျတို့ဒီကညနေ3နာရီလောက်ထွက်မယ်အင်ဂျင်မန်ကိုသွားတဲ့လှိုင်းလန်းကြီးကလည်းဖြူးနေတာဗျပြီးတော့ဒီညကအဖိန်နဲ့ညာဆိုတော့လာကလည်းတာမအင်ဂျင်မန်ကိုညာ7နာရီ7နာရီခွဲတော့ရောက်မယ်ဆိုရင်အဘတို့အလှူဝင်ညာအဲ့ခံဆိုင်ကိုတော့တန်းပြီးတော့နားထောင်ရုံပဲ။ အပါပြုံးကကျိနေပြီးတော့ခေါင်းညိနေအေးကွာမင်းပြောတာတော့ဟုတ်တယ်ဘာခတ်ဒါကြောင့်လေမင်းကိုလူတွေကဘာခတ်တာမှတ်လို့လို့ဆိုပြီးတော့ဘာခတ်လို့ခေါ်ကြတာဖြစ်မယ်ကိုဘာခတ်ကခေါင်းကုတ်ပြီးတော့နွားတွေကိုအစာနိုင်နိုင်ကျွတယ်နေ့နေ့ဆောင်တဲ့ကမှာတော့လှဲတစ်ခုလုံးကိုတန်ရှင်းရလို့ထမ်းကြောပြတယ်ခင်ဖြာပေါ်မှာတော့တင်ပြပြတစ်ချက်ခင်းတဲ့ကလူတွေလိုက်ပါစင်နေမှုအစင်သိမ့်ဖြစ်သွားတယ်လှဲမှလိုက်မဲ့သူကမြန်မြန်ဆဆတော့မဟုတ်ဘူးလှဲကိုကိုဘာခတ်ကမောင်းနေမှာပြစ်ပြီးတော့ အဘပြုံကြီးတော်ရဲ့အဘညိုအဘထွေးတို့လျှောက်တာဖြစ်ပြီးခလေးတွေဖြစ်တဲ့ဖိုးခန့်နဲ့ရွှေမီတို့မောင်နှမလည်းလိုက်ပါမယ်။လိုက်မဲ့သူတွေကလှဲပေါ်တက်ပြီးတော့နေရချထားတော့အဘထွေးကလှဲကိုတစ်ချက်ကြည့်တယ်။တို့လှဲမှာပေါင်းမမတက်ဘူးလားဘကတ်။ဟာအဘညိုကလည်းကျုပ်တို့တော်မှာကနေကြသွားတဲ့ချိန်ပူလေခဏပါဗျာ။ခင်တန်းနဲ့တဲချောင်းကိုဖြတ်ရင်အရေးရသေးတယ်မဟုတ်လား။ခေါင်းမိုးကအပေါကြီးဗျာတက်မနေတော့ဘူး။ ညနေ3နာရီမှထုတ်ခင်မှာပဲလှဲကိုမောင်းထွက်လာကြတယ်။ရွာထဲဖြစ်မှာတော့လှဲပေါ်ပါလာတဲ့လူတွေအားလုံးကိုရွာကန်တွေကနှုတ်ဆက်ကြတယ်။ကြီးတော်ရင်ကဟဲ့ထွေးရူအင်ဂျင်မြိုင်လူကိုမတော်ကြဘူးလား။မတော်တော့ပါဘူးကြီးတော်ရင်ရဲ့ကျွတ်တို့ရာခင်းမှမပြီးသေးတာ။ရာခင်းထွက်တော့မှာပဲကိုယ်ထဲပတ်စံတွေဆုပ်ပြီးတော့အလှခင်းပြီးတော့ဆိုင်ငားမယ်ကြီးတော်ရင်။သူများတဲ့ပွဲကိုမတော်တော့ဘူး။ကို့ဖတ်တာပဲပွဲသွင်းတော့မယ်လို့စိတ်ကူထားတယ်။ကောင်းပါတော့ကောင်းပါအစာဝေါဝါလည်လည်ကြွေးထားတာကြောင့် ဝါးဖီးနေတဲ့ကိုဘခရဲ့နွားဝါရှင်ကလည်းတန်တန်မမထထကြင်ကြင်နဲ့လှဲကောင်းဆွဲနေရကိုဘကတ်တို့လည်းအားမကြခင်မှာယောဂထွက်ပြီးတော့ခင်တန်းအတွင်ကိုဝင်လာတယ်။စကားတပြိုနဲ့ရီမော်ပြီးတွားကြတာကြောင့်အချိန်ကကုံမမသိကုံလာတယ်။မကြခင်မှာနေဝင်သွားပြီးတော့အမောင်တို့ကကြီးစိုးလာတယ်။ဘာကြီးတွေကဘိုက်စာတတာမို့လို့လှဲဖို့မှာထမဲဝိုင်းပြင်ပြီးတော့စားကြတောက်ကြတယ်။ဒီချိန်မှာအဘတွေကတို့များကြားဘူးတာကတော့ ော်ထဲတောင်ထဲမှာထမင်းစားမယ်ဆိုရင်တောပိုင်းတောင်ပိုင်းတွေကိုအရင်ဆုံးပတ်တာပြီးမှစားရတယ်တဲ့အဘညုကအပါထိပြောတဲ့စကားကိုကြားတဲ့အခါမှာခေါင်းခါတယ်ငါထွေးတို့များကွာအယူသိချက်ကိုထမင်းကိုစားတာကွာသူတို့ထမင်းကိုလူစားတာမှမဟုတ်တာကျုပ်လည်းကြားဘူးတာကိုပြောတာပါဗျာဒီခါမှာလှဲမောင်းနေတဲ့ဘခက်ကကျုပ်တို့လည်းဒီတိုင်းစားတာပဲဗျဒီနားမှာတော့ဘာမှမဖြစ်ပါဘူးဗျာပြီးတော့ဒါကလည်းတအုပ်ကြီးမှမဟုတ်တာတစ်ပင်ကျွတ်တို့ကျတဲ့ပုတ်တဲ့ခင်တန်းလေးပဲမဟုတ်လား လှဲဖို့ပါတဲ့သူတွေဟာအပါထွေးကို အတွေးခေါင်သို့ယူဆလို့ဝိုင်းကြည့်ကြတာမလို့အပါထွေးတယောက်ကောင်းကောင်းပဲထမင်းသာစိတ်စားတယ်။ထမင်းစားတော့ကြပြီးတော့လှဲဖို့မှာဖန်ပြီးရင်တလုံးကိုထုံကြည့်တယ်။မကြခင်မှာအရှိရင်ရင်စီကအဖိတ်နဲ့လာမင်းကြီးဟာမဲတင်ပြီးတော့ထွက်လာကတလောကလုံးကိုအလင်းရောင်တွေနဲ့ပြန့်ကျက်ထားပါတယ်။ခင်တန်းတွင်းမှာရှိတဲ့တပိနေကြကအလင်းရောင်တွေဟာပြားကျနေရဒိမမကတိပဲနဲ့ညလေအေးအေးနဲ့မလို့ခီးသွားတာတက်တောင်တက်တာလည်းရှိတာတယ်။ ထမင်းစားပြီးတော့လေတပြူးပြူးနဲ့မလို့အဘကြီးတဲ့ငိုင်းမိနေပြီတရေကောင်းတဲ့အဘပြုံးကကိုဘခအနာကိုကပ်တယ်ဘခထိုးတွေလမ်းနေပါလေမှားနေမယ်နော်ဘာကတ်တာမှတ်လို့အဘရဟောဒီခဏကထွက်လိုက်တာနဲ့တဲချောင်းကြီးကလာရောက်နေဖိုးနေတာပဲအရှင်နေနဲ့ဆက်သွားပြီးတော့တဲချောင်းကနေလဲလမ်းပေါ်တက်လိုက်ရင်အင်ဂျင်မြိုင်စီကိုတက်တယ်ပဲအေးကွာငါကတရေထားအောင်ပြောတာမစိုးရင်မှလည်းအဘပြုံးရဒီလမ်းကကျုပ်သွားနေကြလမ်း ဒီလိုနဲ့ဗာပြုံလှဲပေါ်မှာအသာထိုင်ပြီးတော့ငိုက်မီးပြီးလိုက်ပါလာတယ်။ဖိုးခန့်နဲ့ရွှေမီးတို့ကလေးတွေကတော့စားတော့ပြီးပစိုးချုံလို့ခွခွလေးအိတ်ကြတယ်။အမလီတရေကြီးပြတရေကြီးခိုးကဟာအကြေကြီးထားဟောတယ်။အဘကြီးတောင်လန့်ပြီးတော့နိုးလာတယ်။ကိုဘကကဖိုးခန့်ကြောကုန်ကိုပုတ်ပြီးတော့ဟိတ်တာဘာဖြစ်တာလဲဗျ။ဟမ်ကျုပ်ကိုတရေကြီးလိုက်လို့မင်းအိမ်မက်မက်တာဖြစ်ပါလိမ့်မယ်ကွာ။ငါသား ဘာတရေမှမရှိဘူးကွခိုးခက်ကအတော်မောပန်းပြီးတော့ကြောက်လန့်နေတယ်အဘညိုကတုံနာမှရှိတဲ့တောက်ရီအိုကရေတစ်ခွက်ခတ်ပြီးတော့ဖိုးခက်ကိုတိုက်တယ်ဘာမှမရှိပါဘူးဖိုးခက်ရာမင်းကတော်တော်လေးကိုကြောက်တတ်တာပဲကွနောက်ဆိုဘာထွေးပြောပြတဲ့တရေဇလန်တွေသိပ်ပြီးတော့နားမထောင်နဲ့ကွဒီဇလန်တွေကလက်ကတက်တက်လူတွေကိုကြောက်အောင်ခြောက်တာတွေဘာအကျိုးမှမရှိဘူးအဘညိုပြောတဲ့အခါမှာအဘထွေးကဒေါသထွက်တာဝင်ရတယ်ဟာငညိုမင်းမှလည်းလေး တခုခုဆိုငါးဘက်ကိုလှည့်လိုက်လာတာပဲငါဘလောက်တိတ်ခနိုင်တယ်လဲဆိုတာမင်းကစမ်းကြည့်ချင်လို့လားအဘညုံနဲ့အဘတွေတို့ဟာအခြေအနေတကူကနေပြန်ပြီးတော့တင်းမာလာတယ်အဘညုံကလက်သေးလက်မောင်းတန်ပြီးတော့လက်ပေါ်မှာမတက်ရက်တော့အဘညုံခေါင်းမှာပေါင်းထားတဲ့ခေါင်းပေါင်းစားဟာလှည့်လမ်းဘုံကိုကိုင်းကြနေတဲ့တက်ကိုင်းတစ်ခုနဲ့ချိန်မိတော့ကတင်ကြနေခဲ့တယ်တော်ကြပါတော့ရှင်ရှင်တို့ကလည်းလေတခုခုဆိုထိုးမှန်ကြိတ်မယ်နဲ့ခလေးတွေထင်နေလားကိုကိုကိုကြီးတော့ရှင်ဟာဝန်ဟန်းတဲ့ခါမှာ အားလုံးတိတ်ဆိတ်သွားတယ်။အဘပြုံးကစကားလမ်းကြောင်းလွှဲလာကြအောင်။ဟဲ့ကောင်ဘာညိုဗရဏာကြီးထိုးပြီလေကွာ။သူတို့လူအုပ်ထဲမှာအဘညိုတယောက်မှသာလက်ပတ်နိုင်ပါတယ်။အဘညိုကသူ့ပတ်နေကြငွေရောင်လက်နေတဲ့လက်ပတ်နိုင်အဟောင်းကြီးကိုမှန်အင်းအလင်းရောက်နေကြည့်တယ်။ခုနှစ်နာရီခွဲပြီကွာ။ဒီကမှလှဲဖို့ကဘာသူအားလုံးအားအသင့်ကုန်နေ။ဒုတ်စည်းရခဏလေးပါမဟုတ်မှလို့ရော။ဘာညိုနာကြီးကပြက်နေတာများလား။ အဘတွေကလည်းသူ့အုပ်ကဝင်လာရအဘညိုကိုဝင်ပြီးတော့နှိပ်အုပ်မယ်ဆိုတဲ့ချက်နဲ့ပြောလိုက်ရအဘညိုကခမည်းနာကြီးစုပ်ကြီးကိုဟန်လှုပ်ပြီးတော့ပတ်မနေပါနဲ့ကွာခမည်းနာကြီးကတနေ့ကိုသုံးခါရက်တာကြုံမသိဘူးများထင်းနေလားအဘညိုနဲ့အဘတွေတို့ပြန်ပြီးတော့ရန်ဆောင်ကုန်တယ်လက်ပေါ်မှာတရားတစ်ပေါက်နဲ့ငင်းခေါင်ရင်အော်ဟဲလိုက်ပါလာတယ်တနေ့ရရောက်မှာတော့လှဲမောင်းနေတဲ့ကိုဘကအတန်ပြဲကြီးနဲ့ထောက်အော်တယ်ဟာအဘကြီးတို့ကလည်းဗျာ တိတ်တိတ်နေစမ်းပါဗျကျုပ်ဒီမှာစိတ်ညစ်ရတဲ့ထဲကိုဘခတ်អော်တဲ့ခါမှာတော့ဘာကြီးတွေနှုတ်ဆက်သွားတယ်အဘပြုံးကကိုဘခတ်ကိုဘာဖြစ်လို့မင်းကစိတ်ညစ်ရတာလဲမန်းဘခတ်ဒီမှာလမ်းပြောင်းနေပြီဗျဟေးမင်းပြောတော့သွားနေကြဆိုဟုတ်တယ်ဗျကျုပ်နေနေညညဒီလမ်းကသွားနေကြအခုတော့ဘလို့ဖြစ်လဲမသိဘူးဗျဒီခဏနေကနေမထွက်နိုင်ဘူးဟေးအဲ့ဒါငါတို့တောမောက်တာပဲအဘတွေကထောက်អော်တယ်ကိုဘခတ်ကခေါင်းကုပ်တယ် ဒီခန်းတန်းကအလုံးစုံတော့ရရင်နာယူွက်ပေါ့ဗျာအခုတော့တနားရီလောက်ရှိပြီထင်တာပဲဒီခန်းတန်းကမဆုံးသေးဘူးဗျပုံမှန်ဆိုတဲချောင်းနဲ့ရောက်ရတော့မှဟုတ်ရဲ့လားဘခရမင်းနွားတွေတော့လာနှေးလို့များတာမနှေးဘူးဗျကျုံနွားချောင်းကျုံအတိဆုံးပဲခင်တန်းကောကတခုခုမှားနေတာမင်းလမ်းများမှားတာလားအန်ဘခခင်တန်းကိုဖျက်တဲ့လမ်းကတလမ်းနဲ့ရှိတာအဘတို့လည်းသိပဲလေလမ်းရအောင်မှလဲလမ်းအတိုင်းလိုက်ခဲ့တာမှားစရာမရှိဘူးဗျ အေးကွာဒါပဲပြောပြောဆက်မောင်းတို့နဲ့လှဲကိုဆက်ပြီးတော့မောင်းလာတယ်တဏျာရောက်မှာတော့ဘခတ်ကလဲလမ်းမှတဏျာကိုလက်ညှိုးထိုးပြတယ်ဟာဟောပါလေအဖေအဖေကြည့်သမ်းမအောင်ဗျဖိုးခက်ပြတဲ့နေရာကိုဘခတ်လမ်းကြည့်တယ်လဲလမ်းဘောကိုကိုင်းကြနေတယ်တက်ကိုင်းတစ်ခုမှာအဝိဇ္ဇတစဟာတွဲလောင်းကြနေတယ်အဖညိုကတေချာကြည့်တယ်ဟာအဲ့ဒါငါ့ရဲ့ခေါင်းပေါင်းစာကွာခုနကတက်ပင်နဲ့ညှိပြီးကြံခဲ့တဲ့ခေါင်းပေါင်းစာပဲ အရိနာရောက်တဲ့ခါမှာအဘညိုကမတရက်တယ်ခေါင်းပေါင်းစားကိုဆွဲယူတယ်ကိုဘကလည်းရှင်နာရောက်မှလှဲကိုရက်တယ်အခုခုတော့မှားနေပြီဗျခုနကတက်ခိုင်းနဲ့ညိတဲ့ခေါင်းပေါင်းစားကပြန်ရတယ်ဆိုတော့ကျို့တို့သွားနေတာတပတ်လည်နေတယ်လို့ဖြစ်နေပြီဒီမှာလေအဘပြုံးကကောင်းကျင်းနေဒါထက်လမ်းကတလန်းနဲ့ရှိတာဆိုဘကဟုတ်တယ်အဘပြုံးခင်နန်းကိုဖြတ်တဲ့လမ်းကဒီတလန်းမရှိတာဒါဆိုဘလို့လုပ်ပြီးတော့နောက်ကိုပြန်သားနေရလဲ ကိုဘက်ကလည်းခေါင်းကိုပြင်းပြင်းကောက်ပြီးတော့ကြုတ်လည်းမသိတော့ပါဘူးဗျာတောမောက်တာကွာဒါကတောမောက်တာငါပြောတာပဲကွာခုနကထမင်းစားတော့ကတောပိုင်းတောင်ပိုင်းတွေကိုမြှောက်ဖို့ပြောခဲ့တာပဲအဘရီထပြောတဲ့အခါမှာအဘညုံမျက်နှာဇီးရွက်လောက်ပဲရှိတော့တယ်အဘကြီးတွေလည်းခေါင်းကျင်ဆိုင်းကုန်ပြီကဲကွာဒါဆိုလည်းရှေ့ဆက်မသွားတော့ဘူးတို့တွေနောက်ကိုပြန်လှည့်မယ်ရွာကိုပြန်ကြမယ်အဘပြောပြောတဲ့စကားကိုအားလုံးကထောက်ခံလိုက်ကြပြီတဲ့နော် လဲကိုပြန်လဲကြတယ်။ကိုဘကဟာလဲမထွက်ခင်မှာသူ့ဆောင်းလာခဲ့တဲ့ခမကိုလဲပေါ်မှာပြစ်ချထားခဲ့တယ်။ကိုဘကလောက်တာကိုအားလုံးကတွေ့ပေမဲ့ဘာမှစက်မပြောဘူး။ဘာတွေကတော့တောပိုင်တောင်ပိုင်တွေကိုလက်အုပ်ကြီးကတတတတောင်းပန်ရှာတယ်။လဲကိုပြန်လဲခဲ့ကြရင်လည်းအားလုံးကစုတ်ထိုက်နေတယ်။လဲပြန်လှည့်ပြီးနိုင်ဝက်ခန့်ကြမှာတော့နွားတွေကတစုံတစ်ခုကိုတန်းနေမိပြီးတော့ကျုပ်ခနဲ့အတန်မြင်သွားတယ်။ဘကလည်းလှဲကိုရက်ပြီးတော့လှဲအောက်ကိုခုံစင်းတယ်။ အဲ့နောက်မြေကြီးပေါ်မှာကြားနေတဲ့ခမောက်ကိုကောက်ပြီးတော့အားလုံးမြင်သားစေဖို့ထောင်ပြတယ်။ဟင်ဒီခမောက်ကခုနကတည်းကမင်းချခဲ့တဲ့ခမောက်မဟုတ်လား။ကိုဘကကနွားနှင်းထားတဲ့ခမောက်အပြားကြီးကိုစိတ်ပြက်လက်ပြက်နဲ့မြေကြီးပေါ်ကိုပြစ်ချပြတယ်။ကျုပ်တော်တော်လေးကိုစိတ်ပြက်လာပြီဗျာ။ဒါဆိုတို့တွေရှင်းဆက်သွားမရနောက်လဲပြန်ဆုံးမရနဲ့ဒီခင်နန်းမှာတဝဲလေးလေးဖြစ်နေတာလား။အားလုံးစိတ်တက်ကြသွားတယ်။ဟိုကတ်တို့လိုကလေးတောင်မှအရန်ကိုကြောက်နေလာတယ်။ကိုဘကဟာ စိတ်ပြက်လက်ပြက်နဲ့မြေကြီးမှာထိုင်ကြတယ်။လာရောင်ကတော့ချုံချုံပတာနေတော့မယ်။ကိုဘကအတန်ကြောင်ထိုင်နေနဲ့တောက်တစ်ချက်ကိုအကြဲကြီးခောက်တယ်။အဲနောက်လဲမောင်းတဲ့နဘေးမှာအသာချထားတဲ့ဆောင်းဓာရှိကိုဆွတ်ထုတ်ကဓာတင်းရဲနဲ့စိန်ခေါ်တယ်။ဘယ်ကောင်လောက်တာလဲကွာ။ဘယ်ကောင်ကငါတို့ကိုဒီလိုလောက်တာလဲ။ဟဲ့ကောင်တတိရှင်မိမ့်မလို့မိမ့်မရလုံးမနေနဲ့ကွာ။ကိုထင်ပြလိုက်စမ်း။မင်းနဲ့ငါချမယ်ကွာ။ကိုဘကကပြောပြောဆိုဆိုနဲ့အနည်းမှပေါက်နေတဲ့တပင်းတွေကိုဓာနဲ့လိုက်ပြီးတော့ခုတ်တယ်။ အပါပြုံးနဲ့အပါညိုတို့ကကိုဘခက်ကိုဝင်ပြီးတော့ဆွဲတယ်။ဘခက်ဒီလိုမလုပ်နဲ့ကွ။မင်းလုံးမှငါတို့တွေပိုဆုံးနေအောင်ပဲ။ဒီချိန်ခန်းတန်းတွင်းကနေတစ်ချက်ချက်အတန်ကြီးနဲ့လေတိုးတန်လို့အတန်နေကြရတယ်။ကိုဘခက်ကမကပဲနဲ့ကျန်တဲ့သူတွေပါထိတ်လန့်ကုန်တယ်။ဒီတန်ကြီးကဝေးရကနေအဖြစ်ဖြစ်နီးလာတယ်။နေကလာတဲ့ကခန်းတန်းတစ်ခုလုံးစူညံလာတယ်။အနေနဲ့ရောက်တဲ့ခါမှာတော့ဒီတန်ကြီးကလေတိုးတန်မဟုတ်ပဲနဲ့အတန်လေးအတန်ကြောင့်အတန်ဆူဆူနေတဲ့အော်ဟိနေတဲ့အတန်တွေဖြစ်တယ်။အတန်တွေနဲ့တူတူ အနက်ရောင်လင်းတို့အုပ်ကြီးကတပိနေကြကားနဲ့အလုံးလိုက်ကြီးထွက်လာတယ်။ဟာလင်းတို့တွေငါတို့စီလာနေပြီ။လင်းတို့အုပ်ကြီးဟာလက်ဘုံမှာရှိတဲ့လူတွေကိုအတင်းဝင်တိုက်တယ်။လင်းတို့တိုက်တဲ့တံကိုခံရတာကြောင့်အားလုံးကြောက်လန့်ကြတဲ့ညလက်ဘုံကစင်းပြကြတယ်။လက်ရောက်မှာဝင်နေကြတယ်။လင်းတို့တွေဟာပတ်ဝန်းကျင်တစ်ခုလုံးအမောင်တိကြာတော်တဲ့အထိများပြားတယ်။လက်အောက်ဝင်နေကြပြီမဲ့မကြခင်မှာလဲဆွဲတဲ့နွားတွေရုံးကန်ကြပြီးတဲ့နောက်အပြေလောကထပ်ပြေးသွားတယ်။လက်ကလည်းမောင်းသူမပါဘဲနဲ့ပြေးထွက်သွားတယ်။လက်ရောက်မှာပုံနေကြတဲ့လူတွေလည်း ပရလန်ပြီးတော့ကြံ့ခဲ့တယ်။အဘပြုံအဘကျုံနဲ့ကြီးတော်ရင်တို့ကတော့ရသမြဘုရားစာတွေကိုရပ်ပတ်တယ်။ဖိုးခတ်နဲ့ရွှေမီတို့မောင်နှမကို ကိုဘကက်ကကိုလုံးနဲ့အုံမိုးပေးထားတယ်။ဒါပေမဲ့ဖိုးခတ်တို့ကဘာမှမဖြစ်ဘူး။ကိုဘကက်ကတော့စွတ်ကျဲအင်ကြီးပါတာဝတ်ထားတာမလို့လင်းတို့တွေပြန်တိုင်းနဲ့ကိုဘကက်ရဲ့ကြိုးကုန်းကိုခြေသက်လက်တရနဲ့ကုတ်ချစ်တယ်။ဒေးရက်တွေသားမှာလင်းတို့လင်းစွဲတွေရှိပေမဲ့အနေပါတာရှိပြီးဒီလောက်များပြားတဲ့လင်းတို့အုတ်ကြီးကိုတော့အဘကြီးတွေတက်တက်မှတခါမှမမြင်ဘူး။ ဲ့ကြပါကဲတော်မူကြပါဒေါ်ဆောင်တောင်းဆောင်တဲ့တွေကို အတဏ္ဏတောင်းမှမှာတယ်ကျွတ်တို့မှားလာချင်းခွန့်လို့ကြပါအဘပြုံးကလည်းဘုရားစာရွတ်တယ်သာသနာပြုနှကောင်းနှမြတ်တွေကဲတော်မူကြပါလို့တဖောက်ဖောက်ရေရွတ်တယ်မကြခင်မှာလဲနှုတ်အုပ်ကြီးကကြက်ပြောင်းခပြောင်းပျောက်ကွယ်သွားတယ်ကိုဘကကြောက်ကုန်မှရှိတဲ့လဲနှုတ်ချစ်ရတဲ့ဟာသူတွေစီကြနေပြီဒီချိန်မှာသစ်ပင်နေကြကလှုပ်ရမ်းသွားပြီးတော့ပြပြအကောင်ကြီးတကောင်သစ်ပင်တပင်ကနေတပင်ခုန်ကုပ်ပြီးတော့သူတို့နီးမှရှိတဲ့သစ်ပင်တပင်ပေါ်မှာရက်တယ် ဒါကြောင့်ကြောင့်ဒီအကောင်ကြီးကိုအတိုင်းသာမြင်နေရတယ်။လူတအူးလို့ကိုခန္ဓာရှိပေမဲ့လက်တွေကအနေငယ်ပိုရှိတယ်။ဒီအကောင်ကြီးရဲ့အသားရည်ဟာနွားမျိုးတစ်ကောင်ရဲ့အသားရည်လိုပဲဆွဆွဖြူပြီးတော့ပြောင်ချောကြီး။မျက်နှာမှာမျက်လုံးပေါက်မမေလေးနှစ်ခုပါရှိပြီးတော့အရန်ကိုရှိတဲ့နှာခေါင်းကြီးတစ်ခုလည်းရှိတယ်။နှာခေါင်းကြီးဟာရှည်တာကြောင့်နှာခေါင်းထိပ်ပိုင်းကနေစင်နာမောင်းလို့တွဲလောင်ကျနေတယ်။ဒီအကောင်ကြီးဟာသူတို့ကိုတစ်ပင်ပေါ်ကကြည့်နေနေလက်ကိုဝေယံပြတယ်။ဖိုကတယောက်အဲ့ဒီအကောင်ကြီးကိုမမေ့မတုံကြည့်တယ်။ ပြန်တဲ့သူတွေဟာအန်အောမင်တက်နေကြစကားတော့မထနိုင်ဘူးအကောင်ကြီးကလက်ရံပြတာတွေ့တယ်။ဟောကျုပ်တို့ကိုသူ့အနောက်ကို လိုက်လာခိုင်းတာဖြစ်မယ်။ဖိုးခက်ကပြောတော့မှလိုက်လို့ဖြစ်ပါမလား။မသိဘူးလေကွာ။ငါ့အထင်တော့ဒါတေးရဲကြီးပဲဖြစ်မယ်။ဒီကမှအဘညောဟာထိတ်လန့်ခြောက်ခြားပြီးတော့မလိုက်ကြနဲ့ကွာ။ဒီကောင်ကြီးကငါတို့ကိုရံပြကျင်လို့ခေါနေတာကွာ။တစိတေးရဲဆိုတာဘယ်တော့မှလူကိုကောင်းချုံမပြုတ်ဘူး။ဒီကမှအဘတွေကကောင်းကားတယ် သူ့ပုံကြည့်ရတာဖြူဖြူနဲ့ဆိုတော့တရဲနဲ့မတူဘူးတပတ်ကြီးကတရဲတွေကလူတွေကို၆လန်းတက်တယ်ဆိုပေမဲ့တပတ်ကတော့လူကိုကိုညီတက်တယ်လို့ငါကြားဘူးတယ်အောက်မှာဟိတ်ကောင်ကထွေးမင်းယုံရင်မင်းလိုက်သွားငါကတော့မလိုက်ဘူးတရဲနောက်ကမလိုက်နိုင်ဘူးကွာအဖွဲတွင်းမှာသဘောထားတွေကွဲကုန်တယ်ဒီချိန်မှာပါတွေကရှစ်ကိုထွက်လာပြီးတော့ကဲမင်းတို့တွေလိုက်လိုက်မလိုက်လိုက်ငါကတော့သူ့နောက်ကလိုက်သွားမယ်အဘာတွေထားတဲ့ခါမှာကိုဘက်ကလည်းမတက်ရက်တဲ့ကျုပ်လည်းလိုက်မယ် ားနဲ့တမီလဲလိုက်မယ်မို့လားဖိုးခနဲ့ရွှေမီလဲကောင်းနေတယ်ကြီးတော်ရင်ကတပတ်စာကြီးကိုဆွဲချုံပြီးတော့ကိုဘခန္ဓာဘေးမှာဝင်ရက်တယ်ကြီးတော်ရင်နောက်ကိုအဘပြုံးကနေထားလိုက်တယ်နောက်ဆုံးမှာတော့လိုက်မဲ့သူကအားလုံးလိုဖြစ်ပြီးတော့အဘညုံတယောက်သာကြံခဲ့တယ်ဘညုံခမရတကယ်မလိုက်ဘူးလားအဘပြုံးကမိတဲ့ခါမှာအဘညုံကအတန်ခတ်မှမာနဲ့မလိုက်ဘူးကွာဒါဆိုလဲခမရတယောက်တည်းပဲနေခဲ့တော့ကျွတ်တို့ရွာကိုရောက်ခဲ့ရင်တော့ခမရကိုလာပြန်ခေါ်မယ်အဲ့ဒီကောင်ကြီးဟာ သူ့နဲ့ခလန်လမ်းမှာရှိတဲ့တက်ခိုင်းစီကိုလန့်ခွန်ကူတယ်။ကိုဘကအဘာကျုံတို့လူတစုလည်းအဲ့ဒီအကောင်ကြီးနောက်ကိုဆက်လျှောက်တယ်။ခလန်လမ်းရောက်မှာတော့ကိုဘကကအနောက်ကိုလှည့်ကြည့်တယ်။အဘညိုခုနကလိန်တို့တွေထက်လာရင်တော့အဘညိုလိန်တို့စာဖြစ်မှာနော်။ကိုဘကဒီလိုအော်တဲ့အခါမှာမိမပေးကက်ကထားနေတဲ့အဘညိုတယောက်ချက်ချင်းပဲမတက်ထားရတဲ့သူတို့နောက်ကို အမောတကောင်းနဲ့ပြေးလိုက်လာတယ်။ဟဲ့ကောင်လေးငါ့ကိုလည်းစောင့်ကြအောင်လေကွာမင်းတို့ကလည်းအဘညိုကမယုံကြည်မိမဲ့ လူအုပ်အများနဲ့မှုတို့လိုက်ပါခဲ့ရတယ်။အပြူရောင်တပတ်ကြီးဟာတပင်မော်ကလုံးဝမစိမနဲ့တပင်တပင်နဲ့တပင်မော်ကိုခုံကုပ်ပြီးတော့အရှိကသွားတယ်။ခလလန်ရောက်တဲ့ခါမှာတော့အနောက်ကလူတွေပါလာမပါလာဘူးဆိုတာကိုလက်ကြည့်တတ်တယ်။ကိုဘကတ်တို့လည်းလိုက်တာလိုက်လာရတယ်စိတ်တော့မချဘူး။လက်ထဲမှာတရှိကိုကင်ဆယ်ထားပြီးတော့အသင့်ပြင်ထားတယ်။အဘညိုပြောတယ်လို့တပတ်ကြီးကလူသားတွေကိုညှောက်ခေါ်သွားပြီးတော့ရံပြူမာကိုစောရင်းနေ။တပတ်ကြီးနောက်ကိုရုံရုံကြီးကြီးနဲ့လိုက်သွားသူကတော့အဘတွေ။ တပတ်ကြီးကတပင်ကနေတပင်ခွန်ကိုပြီးတော့ပြန်လှည့်ကြည့်လိုက်တော့လိုက်နေလို့တယ်တခါတည်းရန်လဲလိုက်လာဖို့လက်ရက်ခေါ်တယ်သူ့နောက်ကအဘာတွေကအပြေးလိုက်တယ်အဘာတွေနောက်မှာတော့ကိုဘကဟာဓာကြီးကပြီးတော့လိုက်တယ်ကိုဘကပစိုးစားကိုဖိုးခန်းနဲ့ရွှေမီတို့မောင်နှမဟာဆွဲပြီးတော့လိုက်လာတယ်နဘေးမှာတော့အဘာပြုံးနဲ့ဒေါ်ကြည်ရင်ကထက်ချက်မကွာလိုက်တယ်နောက်ဆုံးမှာတော့အဘာညိုတယောက်တွန်းဆော့တွန်းဆော့နဲ့လိုက်ပါလာတယ်အဲ့လိုအတန်ကြာတောင်းပြီးတဲ့နောက်တော်ဆက်ကိုရောက်လာတယ်တပတ်ကြီးက ော်ဆက်မှာရှိတဲ့ကြီးမားတဲ့သစ်ပင်ကြီးတစ်ပင်မှာတက်ပြီးတော့တွဲလဲခိုးနေတယ်။တော်ဆက်ကထွက်မိတဲ့အချိန်မှာတော့ကွင်းပြင်ကြီးကိုတွေ့ရတယ်။ကွင်းပြင်ဒီမှာယာကင်းနဲ့တွေ့ရပြီးတော့ခိုးအဝဲမှာတော့သူတို့ရဲ့မြေစုံရွာလေးကိုခက်ရည်ရည်မြင်ရတယ်။ဒီနေ့မှာရှိတဲ့သစ်ပင်တစ်ပင်အောက်မှာတော့နွားလေးကရက်နေတယ်။ကိုဘက်ကလည်းနွားလေးဘော်ကိုပြစ်တက်ကျန်သူတွေကလည်းတောအုပ်ခဏတွင်ကပြေးထွက်ပြီးတော့နွားလေးဘော်ကိုတက်တယ်။နွားလေးဘော်ရောက်တဲ့အခါမှာကိုဘကကနွားနဲ့ကောင်ကိုရွာစီကိုသွားဖို့မောင်းနေတယ်။ ဒီတော့မှလှဲပေါ်ပါသူတွေဟာတပတ်ကြီးကိုတရေရပြီးလှဲကြည့်တဲ့အခါမှာတော့တပတ်ကြီးဟာတစ်ပင်ထိပ်ပြားမှတက်နေကသူတို့ကိုလက်ပြနှုတ်ဆက်နေတာတွေ့ရတယ်။အတော်ဝဝရောက်တဲ့အခါမှာတော့တပတ်ကြီးဟာခင်းနှန်းတွင်ကိုပြန်လဲခုံပဝင်ရောက်သွားတယ်။လှဲပေါ်မှာလိုက်ပါလာရင်လည်းအဘတွေကအဘညို့ကိုကြည့်တယ်။ကဲဘညို့ခမရယုံပြီလား။အဘညို့ဘာစကားမှမပြောနိုင်ပေနဲ့ခေါင်းကိုဖြင်းချင်းစွာညိနေ။ခမရပြောတော့တစေတရေဆိုတာလူတွေကိုမကူညီနိုင်ဘူးဆို။ အဘညိုကမျက်နှာငယ်ပြီးနဲ့ဟုတ်တယ်လေကွာဒါပေမဲ့အခုငါတို့ကိုကဲခဲ့တာတပတ်ဆိုကွာငါပြောတာကတရရတစီကလူကိုမကူညီဘူးလို့ပြောတာတပတ်ကမကူညီဘူးလို့ပြောတာမှမဟုတ်တာအဘညိုစကားကြားတဲ့ခါမှာအဘတွေတယောက်ဒေါသထွက်သွားတယ်အောက်မှာခမည်းကဒီလောက်လေကိုတို့ကြုံလာခဲ့တာတော့မှမယုံသေးတာလားယုံပါပြီပါတို့ရတပတ်ကလူတွေကိုကူညီတယ်ဆိုတာယုံမေးကွာဒါပေမဲ့တစေတရေဆိုတာကူညီတာကြုံမှမကြုံဘူးသေးတာဒါတော့ ငါစကားကအခုချိန်ထိမှန်နေတော့မယ်။ဟာဟဲ့လူငညိုခမရကနောက်ဆုံးချိန်ထိစကားကိုကတ်တပ်ပြောနေရပဲ။ဘာတွေကအဘာညိုစီကိုခေါင်းအုပ်တယ်ဒီလိုနဲ့ဘာညိုနဲ့အဘာတွေလဲဝမှာပဲတချီတမောင်းနပန်လုံးညပြန်နေ။အခုကမှတော့ဘသူမှမဆွဲတော့ဘူး။ခိုးခက်နဲ့ရွှေမီကကြည်ကောင်းကောင်းနဲ့ကြည်နေကြတယ်လို့ဒေါ်ကြီးကြီးရင်ကတော့တခွေးနဲ့ရီမောတယ်။အဘာပြုံးကမပြုံးတော့ပဲဘလုံးခွဲအောင်အော်ဟစ်ပြီးတော့ရီမောလို့ရွာတွေကိုပြန်ဝင်လာခဲ့ပါတယ်။